ဟိုမျိုးဆန်ဆောင်မီဝဲနီတော့ကျွန်တော်ပေါ့နော်ဒီအန်တူတန်းမှာဆောင်မီဝဲတွက်စကလုံးလေးဒီကိုပါလေအပြုံးစကတ်တဲ့စကလုံးလေးပေါ့နော်ဒါနဲ့ဆောင်မီဝဲနီခုံးထဲမှာကြာခဏထပ်ပြီးတော့ကတ်တဲ့စကလုံးလေးဒီကိုဒီကနေရှင်းပြရင်ဒီကနေပေါ့နော်ပြန်ဆန်လို့တစ်စက်တပိုင်းလေးနောက်ပေးချင်ပါလေဒါလေးကတော့လည်းခက်တယ်ပေါ့နော်ကျွန်တော်ဒီမှာဝမ်းနောမီခုံးရမျိုးထည့်ထားပြီးတော့ဒီအိဇာဘဲနင်းမျိုးခိုင်ပေါင်းထည့်ရတယ်ပေါ့နော်ဒီပေါ့ဆိုခိုင်းကြည့်ရကြတော့ဒါသူက ဥက္ကံကြီးအသေးပေရကြတော့ကောင်းအောင်လုပ်တယ်ခုခုပုံမမကောင်းရာကနေကောင်းတဲ့ဘက်ကိုလာတယ်ဆိုရင်အသေးပေမှာတုံးများပြီးတော့သူ့ရဲ့အုံယောမီသူများနဲ့ပေါင်းတဲ့တန်ကခိုင်းလို့တန်ထွက်ပြီးတော့ကိုတလုံးနဲ့ဆိုရင်အရာတာမေလို့ပေါ့နော်အရာတာမေလို့ဆိုတဲ့ ठी မေဘော်လောမြောင်းလိုက်ပြီးပုဒ်ခန့်ချင်းတော့မှာပုံမှာ SMS ကလုံးဆိုရင်အဲခိုင်းစံခိုင်းစံဆိုရင်ဒါအလေအုံယောမီပေါ့နော်အုံယောမီဆိုရင်သူများနဲ့ပေါင်းလိုက်တော့သူကခိုင်းဖြစ်သွားတယ်ခိုင်းစံဆိုတာ ကောင်းမွန်အောင်အာပြုလုပ်ခြင်းပြင်ဆင်ခြင်းဆိုတဲ့ဘခိုင်းစားဆော့ဆိုတာမိန်းကောင်မြင်မှုနဲ့ကြသူကဘာလဲဝင်ပေါက်ထွက်ပေါက်ကိုပြောတာပေါ့နော်အဲ့ဆက်စပ်နော်ထားတော့ဗာချင်းမဲတန်းဆိုဒီကန်ကြီးလေးကသူရဲ့အသေးပေကတခုခုဖြတ်တောက်ခြင်းညင်းဆိုခြင်းတော့တွေပေးရပြီးတော့အာသူရဲ့ကွန်ယောမီကတန်းသူများနဲ့ပေါင်းလို့ရှိရင်သာဆာသူများနဲ့ပေါင်းလို့ရှိရင်တန်းလို့တန်းထွက်တယ် ခံမယောမီယာပေါ့နော်ခွန်ယောမီယာသဆုကိုတော်ဝါကိုတော်ဝါလို့ဆိုအမည်ဆိုတဲ့သဆုဆိုတာကြတော့ခုခုကိုပါလေဟုတ်ဖြစ်ဆုံးဖြတ်လိုက်တယ်လို့အရုံးဆိုရင်အတုံးကျတယ်ပေါ့နော်ဒီမှာအင်ဂျင်ဘက်အနေနဲ့နောက်ထပ်ချားနေရမှာသူ့ကိုတောင်းလို့ရရှိတယ်ပေါ့နော်ဗာလေဝန်ယောမီအနေနဲ့တန်သေးဆိုရင်ဒါဖြတ်တောက်ခြင်းပေါ့နော်ရေဖြတ်တောက်ခြင်းမီးဖြတ်တောက်ခြင်းမှာအတုံးပြုတယ်နောက်တစ်ခုက hand dance ဆိုတာဆုံးဖြတ်ခြင်းပေါ့နော်အာဒီအားပတ်သက်လို့ဘယ်လိုမျိုးဆုံးဖြတ်ချမလဲဆိုတဲ့နေရာမှာအတုံးပြုရပါဒီဘက်ချင်မြန်မာ စကလုံးပါကြတော့ဒါနဲ့လွယ်အောင်ဒီစကလုံးနဲ့ပြင်နေမှာအသုံးပြုလည်ဖို့မကိုတော်ဝါလို့ဆိုရင်ဒါငင်းဆိုတဲ့ဒါတန်သေးဆိုရင်ဖြတ်တောက်ခြင်းတဲ့ပုံစံနဲ့ဆန်စီရဲ့ပါတာတင်ရထားရပေါ့နော်ပြီးတော့ C စာဒီခန်းကြီးလေးကတလုံးလေးဆိုရင်အကိုဖိုင်တန်က O O O လို့ရှိရင်သူများနဲ့ပေါင်းရင် C လို့လိုက်ပြီးတော့အဲတူတူရဲ့ example ပြတဲ့စကလုံးမှာဆိုရင်ကြည့်မယ်ဆိုရင် C ကစီကဆိုကဆိုတာပေါင်းထည့်တာစီဆိုတာအနောက်ကနေလိုက်တာပေါ့နော်စီကဆိုရင် အာထပ်ပေါင်းထိတ်ချင်းဆိုထိတ်ပေးရပြီးတော့အိုးဆိုတာကျတော့ light ချင်းလို့ထိတ်ပေးရတယ်ပေါ့နော်။ဟုတ်ဟောစခုကြည့်မယ်။ဟောစခုကစစေလို့အဲတူဒါကျတော့ juice juice ကကျတော့ဒါ juice ဆိုတာမြန်ဆန်လို့စစေထက်အတန်နေထားကောင်းစစေကရှုမမစကလုံးဒီမှာလည်းပြောဖို့အာနေရပါမြန်မာစကလုံးမှာပြစ်စကလုံးလေးရှိတဲ့ပြင်ချပန်စကလုံးမှာရှိမပြစ်စကလုံးလေးရှိဆိုတော့စစေထက်အတန်ကောင်းပြန်မလို့ထင်ရပေါ့နော်။ဒါကြောင့်ဒီစကလုံးလေးဆိုတော့ တဲ့နေတာအဆင်ပြေဆိုတော့ဒီကံပေးဖို့ဒီကနေဟာပြောကြချင်ပါတယ်ဆိုတော့ဒါဒီမှာနဲ့ပေါင်းလို့ရှိရင်ဂျူးဆိုအာကတလုံးလေးဆိုရင်နိုဘယ်ရူပေါ့နော်ဆိုတော့အဲတို့နိုဘယ်ရူဆိုတာကြတော့ဒါလည်းရေးရေးချင်းရေးထည့်ချင်းပေါ်ပြပေါ်အောင်ဗတ်ပေါ့နော်ပေါ်ပြဒီရေးထည့်ဒီလို့ဘာသာပြန်လို့ရတယ်ပြောမှဆိုရင်သူရေးရဲ့ဆိုတဲ့ခန်းကြီးပဲအာဒီမှာနဲ့ပေါင်းလို့ရှိရင်ပေါ့နော်သူရဲ့တန်ဒီမှာဂျူးဆိုဆိုတဲ့အတိုင်းဂျူးဆိုဆိုတဲ့အတိုင်းဂျူး ဆက်ဆက်တာအာဒီမှာဆိုရင် key ကြီးဆို key ဆိုတာရေးတယ်တော့ဒီထိတ်ချင်းမသိပေးရတယ်ဘိုဘဲလို့ဆိုရင်ဒါခေါ်ပြသည်ရှင်းပြသည်ဆိုတဲ့အိပ်ပဲเนาะပြီးလို့ရှိရင်အခု key ဆိုတဲ့ key လေးပေါ့เนาะဒါမြင်လို့ကြာဖြစ်မှာလို့ထင်ပါတယ်သူကအာတလုံးနဲ့ဆိုရင် C ရ C ဆိုတဲ့အတန်ထွက်နေတယ်ပေါ့เนาะ C ရတလုံးနဲ့ဒီမှာလည်းပေါင်းရှင် heat တန်ထွက်ပြီးတော့ yo ဆိုရင်ဒါအတုံးစီရင် show he ဆိုရင်ဒါကုန်ကြစီကိုပြောတာပေါ့เนาะ 嗯，比方我是山东的，山东的是小溪溪一带的，但山东的公交车比较少，还有就是广东来的东西，有是看见的，东边的出来看见的不呢？ အခုသာတန်တန်စာခံကြီးရတလုံးလေးဆိုရင်ဟိတုအေဒီမှာပေါင်းရှင်တန်လို့ထွက်ပြီးတော့သူရဲ့အသေးသေးကရိုးရှင်းတော့တခုသေးဆိုတဲ့အသေးသေးရောက်သေးပေါ့နော်အဲ့တော့တန်ကောဆိုရင်ဒါရိုးရှင်းတဲ့တန်ကောစကလုံးတလုံးချင်းစီကိုတန်ကောလို့ခေါ်တယ်တန်ဂျုံဆိုတာဒါတခုအာခေါ်မယ်တန်ကောဆိုတာတခုသေးတလုံးလေးအသေးသေးရပြီးတော့တန် တန်ကြုံဆိုတာရုံရှင်တော့စင်ပေဖြစ်တော့တဲ့ဒီဟာပေါ့နော်ပြီးတော့ဇာဆဆာဆဆိုတဲ့လေကဒီနေ့ပေါင်းလို့ရှိရင်ဇာဆသလုံးလေးဆိုရင်မာဂျီရူအဲမာဂျီရူဆိုတာရောထွေးဒီရောနောဒီတဲ့ပြရပေါ့နော်သူကိုဒီနေ့ပေါင်းလို့တန်ထွက်တာဇာဆဝန်းဆိုရင်ဒါအာလာရှုပ်ထွေးရလို့ပြောလို့ရတယ်။ဘာဖြစ်ဖြစ်ကုဆာဆဆိုတာကြတော့ဖကုဆာဆနာရှုပ်ထွေးရောထွေးတော့ပုံစံဆိုဆန်စီလို့အသုံးပြုလို့ရတယ်ပေါ့နော်။ ဒါကိုမင်းဆန်တို့ဟိုဗာလေနားနေမယ်လို့ထင်တယ်ပေါ့နော်ပြောမဆိုရင်ဒီဇတ်စုဥန်စွာချက်ဥန်စွာဥတုဆိုတဲ့အတန်ပေါ့နော်အဲ့ဒါကမှဇတ်စုနဲ့တောင်းလိုက်တော့ဆူညံတော့အတန်ရှုပ်ထွေးတော့အတန်လို့ဇတ်စုမှတ်ရရပေါ့နော်လို့ရှင်းအောင်ခုတစ်ချက်မဆိုရင်ယောဆိုခံရတာအာယောကဒီနေ့ပေါင်းရင်ယောတလုံးရဲ့ဆိုစာမဟုတ်ခက်စာမဆိုတဲ့ခံရတယ်ပေါ့သူရဲ့အတိတ်ပဲကဟုတ်ခက်စာမဆိုတဲ့စာမအတိတ်ပဲဆိုပေမဲ့သူတိရအခြေအနေအခြေအနေအခြေအနေပြုရှင် တူတူဆိုတဲ့အသေးပဲပေါ့နော်ဒီမှာဆိုရင်ယောစုဆိုရင်ဒါအချင်းကြီးခိုးဆိုတဲ့ခလီခန်းကြီးနဲ့ဒါပါလို့ရှင်ယောစုဆိုတာအချင်းကြီးအချင်းကြီးယောစုကိုမိတဲ့လို့ချိန်ပိုင်းခဏခဏတောင်းလို့ပေါ့ဒါအချင်းကြီးကိုကြည့်လို့ပြောတဲ့ပဲဒူယောဆိုတာကြာအတူတူပဲမင်းနဲ့ငါနဲ့ကတူတူပဲဆိုတဲ့ပဲဒူယောမခေါ်ချာတော့ခိုးဆဲခန်းကြီးလေး US ဆိုတဲ့ခံကြီးမှာတလုံးလဲဆိုရင် US မှာပေါင်းရှင်ခိုးဖြစ်ပြီးတော့ជីကိုជីကိုဆိုတဲ့မတော်တဲ့ဆောင်းမှုဖြစ်ခြင်းအဆင်ပြေဖြစ်ခြင်းပေါ့နော်ပြီးလို့ရှိရင်ခိုးရှုံးဆိုတာကျတော့ဟာပျက်စီးခြင်းဆိုတဲ့အသေးပဲပေါ့သူ့ရဲ့ဒီခံကြီးရဲ့အသေးပဲကတခုခုမတော်စားဖြစ်ပြနေမှာအတုံးဖြစ်တယ်ဆိုတဲ့ခံကြီးလေးပေါ့နော်ပြီးလို့ရှိရင်စေးစေးရတာနိုင်ငံရေးနဲ့ဆိုင်တဲ့ system တွေပါလိမ့်မှာတုံးတဲ့ခံကြီးလေးဖြစ်ပြီးတော့သူများသူ့ရဲ့ဒီခုံရုံးမိရကြတော့မရှိဘူး ကိုယ်ကတန်အားမဲ့ content စေစေတူလို့တယ်စေတူဆိုတာဆန်စေတူတာအင်္ဂလိပ်လိုဆိုရင် system စနစ်ပေါ့နော်ကျော်စရာတော့ဒီဟိုစီနီစီကန်နဲ့အောက်ချုပ်တယ်ပြောမစကျော်ဆိုတာစီယိုကြီးဆိုတဲ့ဟာပေါ့အဲ့ဒါကတော့ကျော်စဲဆိုရင်ဘာလဲဘယ်လိုပြောမလဲတတိကျကျအောက်ချုပ်ခြင်းလို့ဆန်စေတူဘာသာပြန်ရပြောမစစနစ်ကိုချုပ်ကန်နေဆိုတဲ့ပုံစံပေါ့နော်ပြီးရင် ဒီခန်းကြီးလေးကမင်းဆန်မြင်ဘူးနေချာဟေရုယောဒီဟေလာဆိုယောချာဒီဆိုတာတိတ်ပဲဖြစ်ပြီးတော့သူနဲ့ပေါင်ရင်ကန်းပေါ့နော်ဘကန်းရှောဆိုရင်ဒါယောချာချင်းအနေနဲ့ယောချင်းတိတ်ပဲရပြီးဟေရုအကြောင်းဒါယောချာဒီပေါ့နော်ဖန်ပြီးလို့ရှိရင်ဆန်စီတို့အဲဒီမှာဆိုရင်ဆိုဆိုစခန်းကြီးလေးကသူကဟေရုရဲ့အဆန်းချင်းပဲအာတိုးပွားဒီတိုးပွားချင်းဆိုတဲ့ပေးဖြစ်ပြီးတော့ဒီမှာလည်းပေါင်းရှင်ဆိုသူရဲ့ကိုယ်ပိုင်အတိုင်းမှာဖွဲလို့ဖျားဆိုဒီမှာဆိုရင်လည်းပေါင်းရှင်ဆိုက အောင်ထည့်ဆိုတဲ့ကာခံခြင်းနဲ့ဆိုတာတို့ပါရမယ်ဆိုတာတို့ပါချင်းလို့ရှင်ဖွယ်လို့ပေါ့နော်။အဲဒါကုအခုဖုခုဖုခုအကြောင်းသူရဲ့ကိုယ်နဲ့ပါမယ်တင်လာဖုခုဖြစ်ပြီးကိုယ်ပိုင်တင်လာတော့မရှိဘူးဖုခုဆတ်စဖုခုဆတ်စဆိုတာရှုပ်ထွေးခြင်းရှုပ်ထွေးမှုဖုခုဆူဆိုတာအရေးအတွက်နှစ်ခုထပ်ပူတဲ့ဟာကိုဖုခုဆူလို့ခေါ်တယ်ဘောနော်အဲ့ဒါကိုစစ်စစ်ကအမျိုးဆုံးအများကြီးရှိခြင်းလို့ဖော်ပြပြလို့ရတယ်ဟုတ်ကဲ့ကျော် ကန်ဂျီကတလုံးလေးဆိုရင်ယူလူစုခွင်းလို့တီညာပေါင်းရှင်ကျော်အစွင်ကျော်ကဆိုရင်ခွင်းပြည့်ချက်ယူလူစုဆိုရင်ခွင်းလို့တီလို့ထည့်စလို့ပါတာပြန်လို့ရတယ်ဒီအန်ဆိုကန်ဂျီလေးကသူကကိုယ်ပိုင်တမရှိဘူးအန်စေဆိုဆိုတာဒီမဟုတ်ဖြောပြခြင်းအန်ဂီကလည်းဒါဒီမဟုတ်ဖြောပြပွဲကြီးပါလိမ့်မတော့နေဘောနော်ဒီကူကအတိတ်ပဲသူရအန်စစ်ဆိုတာဒီမဟုတ်ဖြောပြခြင်းအန်ဂီကလည်းဒါဒီမဟုတ်ဖြောပြပွဲကြီးပါလိမ့်မတော့နေနောက်တစ်ခါကျတော့ ကျော်ကျော်ချာတော့ခုခုကိုအပီအတဲ့ထုတ်ပြီးတဲ့ဆိုတဲ့အမြင်မှာအသုံးပြုပြီးတော့သူနဲ့ပေါင်းလို့ရှိရင်ကျော်ရဲ့ခုရဲ့ကသူရဲ့သူနဲ့ပေါင်းတဲ့အတန်ဟွန်ယောမီကိုပိုင်းတန်ကဆိုနာအေရူရဲ့ထုံမိုရဲ့ဖြစ်ပြီပေါ့နော်အာဆိုတော့ဒီမှာကျော် Q ဆိုရင် Q ဆိုတာကျတော့ဒါမီနာဆန်တို့ကလာစာဒီမှာ Q ရောရဲ့ပါတယ်တော့မလားမှာအသုံးပြုတယ်ဒါသူ့ကိုကျော် Q ဆိုတာကျတော့ ပေးအပ်ခြင်းလို့အဓိပ္ပာယ်ရတဲ့ထေခေဝါကြတော့ထုတ်ပြခြင်းဒါဆိုရင်လာမန်တပွဲထုံးဆိုရင်လာမန်ကိုအခက်ဆာမနီထေကျော်ဆိုလို့ဆိုရင်ဘာလဲလာမန်ကိုကစားမှာကိုထုတ်ပြမယ်ထုတ်ပြလို့ဆိုတဲ့အပြင်ဈေးဆိုဆိုတာခင်ဗျဗတ်နေနေဆိုရင်ထားအေရူသူရဲ့ဟာကြတော့ခုခုဆိုရင်ဒါဈေးဆိုခင်ဗျပေါ့ပြောင်းကွယ်ခြင်းမျိုးတုံးခြင်းစိတ်အားငြိခြင်းတို့ဒိဗေရပြီးတော့သူများပေါင်းလို့ရှိရင်ဇက်တိုက်လောဝတတိချက်ချအာပြီးလို့ရှိရင်ဆက်စုပ်ဘိုးဆိုတာကြတော့ ဟိုစိတ်သက်ကြတာစိတ်ပြားငင်ခြင်းကိုသိပေးရတယ်။ဟာစဉ်းစားတော့တွေ့ချင်မှာဆိုရင်အိုးဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့အာသူရဲ့အသေးပင်အတုံးချခြင်းဆောင်ရွက်ခြင်းဆိုတဲ့အသေးပင်ဖြစ်ပြီးတော့ကိုယ်ပိုင်တန်တလုံးနဲ့အတန်မရှိဘူး။အိုးရောအတုံးချခြင်းအာအုံပြုခြင်းထိုင်းအိုးဆိုတာတခုခုဆောင်ရွက်ခြင်းဆိုတဲ့အသေးပင်ပြီးရင်ဒီလိုစိတ်ဆိုခံကြလေကနှလုံးနဲ့ဒီဘာလဲကိုယ်လိုပါနော်စိတ်ပိုင်းဆိုင်ရာခံကြလေဖြစ်ပြီးတော့ စိတ်ရှင်ဆိုရင်ဒါစိတ်တဲ့ပိုင်းဆိုင်ရာဒီမှာအသုံးပြုရစိတ်ရှင်ဆိုတာဒီစိတ်ပိုင်းဆိုင်ရာဆိုတာအသေးပေးဖြစ်ပြီးတော့ case စိတ်ဆိုင်ရာကြတာဆန်စီလို့တွက်ချက်ချင်းလို့ထိပေးရတယ်ပေါ့နော်။ပြောမစိတ်ပိုင်းဆိုင်ရာတွက်ချက်ချင်းလို့ပြန်မှတ်လိုက်ရတယ်။နောက်တစ်ခုကကျတော့ shoe ဆိုတဲ့အာခန်းကြီးလေးပေါ့နော်ဒီမှာလည်းပေါင်းလို့ရှိရင် shoe တန်ထွက်ပြီးတော့တစ်လုံးနဲ့ဆိုရင်ပူဆောင်မေလူပူဆောင်မာလူဆိုတဲ့ထိပေး။ပူဆောင်မာပူဆောင်မေလူဆိုတာကျတော့ဒီ verse ဆိုရင်တော့ဆန်စီလို့ခုခုကိုဗာလေထိန်းချုပ်တယ် ထုတ်ချုပ်တယ်ဆိုတဲ့ပုံစံလေးလို့ရှိရင်ဖိတယ်ဖိလုပ်တယ်ဆိုတဲ့ပုံစံလေးနောင်ဆိုရင်တော့ဒီပိုင်းရှူးဆဲပြင်ဆင်ခြင်းရှူးလေးကပြုပြင်ခြင်းပေါ့နော်ပြင်ဟန်းဆိုတဲ့ခန်းကြီးလေးကအာဖတ်ဒီနေဆိုရင်အမှုဗာလေဒါချိတ်ဆက်သည်ဆိုတဲ့ဒေဖေးလို့ရှိရင်ဆိုတဲ့တုံးမွေးထိုးသည်ဆိုနေတာတုံးနေပေါ့နော်တုံးမွေးထိုးတာတို့အာပြုရှင်ကွန်ရက်တီပေါ့နော်သူရဲ့ဒေဖေးကတုံးမွေးတောင်းဟီပြောမဆိုဆိုတော့ကွန်ရက်တီချိတ်ဆက်သည်ဆိုတဲ့ဒေဖေးမှာဖန်ရင်တုံးပြီးတော့ ဝဲပောင်ရှင်ဟန်ဟန်ရှူဆိုရင်ဒါတီးဖြတ်ခြင်းအမှုဆိုရင်ဒါအချိန်စရီကိုညက်တီအခါကျတော့အဲသူတို့ကတော့ဒီအဆန်စီတစ်ခုထပ်သွားတယ်ကဲအစပစန်စီလို့ဒီနေ့ရှိနေခဲ့ဒီစတန်နီအန်တူးစကလုံးမှာပါတဲ့စကလုံးနဲ့ပတ်သက်ပြီးတော့နားလည်နေချင်ပါလေဒီနောက်ဗီဒီယိုမှာဆက်တူကြအောင်ဗျာ